တကောင်းတကောင်းပဲဆိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကလေးတွေနဲ့အတူတူ အကောင်လေးတွေလေးလာဖို့ Lizzo and Mammo ကဖေးကိုရောက်နေပါပြီသစရုံနဲ့အတူတူအထဲမှာဘလို့အကောင်လေးတွေရှိလဲဆိုတာကိုကြည့်လိုက်ရအောင်နော် ရောက်တာနဲ့ခန်းစီကတော့သူချက်တဲ့ခွေလေးတွေတွေ့လို့ပျော်နေပါပြီအကောင်လေးတွေလေးလာဖို့အတွက်သတ်မှတ်ထားတဲ့အခန်းထဲမှာပဲကြည့်ရပါတယ်ဟုတ်ကဲ့ဆိုင်ယန်ဘီပရိုဂရမ်လို့ဆိုတာသူက time using ကြောင်းအကောင်ကြီးလို့ဆိုလို့ရင်ကအမားတွေက30မိနစ်ကြီးပါ ဒီရဇူခိပါရီကအကောင်လေးနဲ့ပတ်သက်ပြီးတကောင်ချင်းစီအသေးစိတ်ရှင်းပြပါဗျာ။သူစကင်ကန်ထူအောင်လို့။အမီတို့ဇူမဆိုတော့ကန်လို့မရအောင်လေ။နော်။တခါမှခရကိုဒိုင်းရဲ့စကင်ကိုကန်ကြည့်ဖို့မစင်စားဖို့ပဲမယ်။ကန်ကြည့်ခဲ့ပါလေ။တို့လည်းအစိတ်လုံးဝမရှိဘူး။တော့မကတော့ကန်ကြီးလိုရမကုန်းမှာနေပြတ်ပုံရပုံမှန်အားဖြင့်သစုရမိသားစုကအကောင်လေးတွေကြောက်တတ်တယ်။ဒါပေမဲ့ဒီရဇူခိပါတွေကအကောင်လေးတွေကိုတေချာ train ထားတာဖြစ်လို့ရုံုံကြီးကြီးနဲ့အနီကလေးလာခွင့်ရခဲ့ပါတယ်။ ဒီမွေကြီးပခုံးမော့တင်တော့ကဆိုရင်သစုအရန်ကိုကြောက်နေတာပါဒါပေမဲ့ဒီရောက်တော့ငါမလောက်ရဲတာကိုလောက်ကြည့်မယ်ဆိုတဲ့စိတ်နဲ့လောက်ခဲ့တာကတော့တကယ်ကိုအမှတ်တရပါပဲတော့ဆာပါခရစ်စတက်ကိုပဲလုပ်ပါရတယ်ဒီနေ့ကတော့ပတ်ပတ်ဒီမွေလေးတော့အဲတက်တန်းရောက်တော့ဘာမှမဆိုင်ဘူးမိခောက်တယ်ကြီးဘူးလေးဒီဆိုင်ဘူးမဲဆိုတော့80ဘူးလေးနေနေ ခုလည်းပြောတာကဆယ်နှစ်ကျော်ပါပြီတရိတ်ဆန်အကောင်လေးတွေအကြောင်းကိုသေချာလေးရှင်းပြတယ်ကလေးတွေကိုလည်းအနီးကပ်ကန်ခွင့်ပေးတဲ့အတွက်ကြောင့်မလို့ဟီလီခန်စီကတော့အရန်ပြောနေပါတယ်ပုံမှန်ဆိုနှုတ်တီးပါတဲ့ကောင်လေးတွေတဆူကြောက်တယ်။ဒါပေမဲ့ဒီမှာတော့သူတို့ ਨੇ ရှင်ရှင်နီနီစကားတွေပြောခဲ့ပါဗျ။သူ့နာမည်ကရှောင်းကောလို့ခေါ်တယ်။အတက်ကြတော့ရှင်းနှစ်ကျော်ပြီပေါ့။အစားအစာလည်းနဲ့အစာတွေကိုကြိုင်အောင်ကြိုင်ဘူးလား။ဒီဘက်လက်လက်ကြိုင်ရတယ်။အော် ီမြောက်လေအကြောင်းပြောပြပြီးတော့ဟေလီခန်စီတို့အရန်သဘောကြတယ်တဆုကိုလည်းမေခွန်းနဲ့မေးနေတော့တဆုတစ်ခုပြီးတစ်ခုရှင်းပြနေရတာပါမြောက်ကလူလိုပဲခြေတွေလက်တွေနဲ့ဆိုတော့သူတို့တော်တော်သဘောကြကြပါတယ်နောက်ထပ်လာပြတဲ့အကောင်လေးကအီဂွာနာအဝါရောင်လေးပါသူရဲ့အသားအရန်လည်းမချောဘူးအရန်လည်းမချမ်းဘူးပေါ့နော်ခန့်စီကတော့ဘာအကောင်မင်းလှလာသူမကြောက်တော့အကုန်ကင်ကြည့်ပါဗျာအမေကလည်းမင်းပါလို့တကယ်ဒီလိုမျိုးလုပ်လို့နိုင်ရမယ်ဆိုတော့အမေကလည်းမတွေ့ရတော့ကင်ကြည့်ရတော့ကင်ကြပါလို့ နဲ့ခေါင်းကောင်းတော့ပြန်ဝင်ဆိုကြည့်လို့မရပါဘူးပြန်ဝင်ရောပြန်ရအောင်အခုကိုင်နာကိုင်နာလေးမှငင်းတဲ့ကိုကြီးဒီနားလိုလားဒီစာဝါနာဒီလိုလိုကရှိရပေါ့လေပေါ့အသားနဲ့ဟိုအဓိကထားစားရပြအကောင်ကြီးဆုံးဆိုရင်သုံးမိွယ်လေးပဲတော့ရှိတယ်ဟုတ်ကဲ့ကောင်းလေးလည်းပို့လို့ရတယ်ခွင့်ကြတော့ period လို့ပေါ့လား period တွေရတော့ဒီကောင်မက်ဆီကိုဘက်ကတက်တာဒီမှာကလေးတွေကအကောင်လေးတွေကိုအစာကျွေးလို့ရတယ် တချို့အကောင်လေးတွေကအပြင်ထုံးမပြပဲနဲ့သူတို့ channel မှာပဲထားပြီးတော့လူတွေကအပြင်ကနေလေ့လာရတာပေါ့နော်ဒီ site မှာဆိုလို့ရှိရင်မြင်ဖူးနေကြမဟုတ်တဲ့ထူးဆန်းတဲ့အကောင်လေးတွေကိုအများကြီးလေ့လာခွင့်ရခဲ့ပါတယ်နောက်ဆုံးမှာတော့အရန်ချက်ဖို့ကောင်းတဲ့ခွေလေးနှစ်ကောင်းတဲ့ကြောင်လေးကိုထုတ်ပေးပါတယ် heli khan si ကတော့ကြောင်လေးကိုပုတ်တီပုတ်တက်လောက်ရတာအရန်ပြော့ကြပါတယ်အားလုံးပြီးသွားပြီဆိုရင် လက်စေးပြီးတာနဲ့ chips and juice ချပြီးအဲခံပါတယ် ကလေးတွေကသူတို့အကြိုက်စားတော့အရန်အောင်အပေးပါတယ် and they had so much fun today thanks for watching this video see you next time bye